I don't know. မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့တချက်ကကီရန်ဆိုတဲ့ခရမလေးအကြောင်းသင်ပေးမှာဖြစ်ပါတယ်ဒီကီရန်ဆိုတဲ့ခရမလေးကဆိုရင်ကျွန်တော် level အမြင့်ရမယ်သင်ရတယ်ပေါ့နော်သူဒီဟိုအရင်ကသင်ခဲ့တဲ့ ono ဆိုတဲ့ garo လို့ပြောတဲ့အဓိပ္ပာယ်နဲ့ဆင်နေပေါ့နော်သူကရှင်းပြချက်အနေနဲ့သုံးတာပါ idaho hanon ဆိုတဲ့အသုံးနှုန်းလေးရဲ့အတူကအသုံးနှုန်းဖြစ်ပါတယ်ဒါပေမဲ့သူရဲ့နောက်မှာကျတော့လွယ်တဲ့အရာတွေမလိုက်ဘဲနဲ့အဲများသောအဖြစ်ပေါ့နော်ခက်ခဲတဲ့အရာလေးလေးလိုက်တတ်တယ်အဲ့တော့ဥပမာစာကြောင်းလေးကိုရှင်းလို့လေ့လာကြည့်ရအောင်နော်ရင်သားတဲ့သောယောဂါက အရင်ခေတ်တုန်းကတဲ့ main ကလေးတွေရပါတော့ချွီချီခါကီတန်အလုံးလုံးဝဖို့ဆိုတာကတော့အဲအဲ့မှာဂီတန်းကိုတုံးထားရပါတော့ဟမ်လိုတဲ့ဗျော်လ်တာဂီယောတာကောင်းငင်ကအကျေကိုစုခုရတယ်လို့ပါပဲအဲ့မှာဆိုလို့ရှိရင်လည်းဒါခက်ခဲတဲ့အလုပ်ပေါ့ကွယ်လွယ်ကူတဲ့အရာမဟုတ်ဘူးဆိုတာကိုသူကဒီစာကြောင်းလေးမှာပြောပြထားတာပေါ့နော်ကဲနောက်တစ်ဆောင်ကြည့်ရှိမယ်နော်ကဲဝဲကွန်ဟာဂီနွန်ရွှင်တဲ့ဒီအစီအစဉ်လေးကိုဆွဲရတာကတော့လွယ်ပြီမယ်လေချက်လို့ရှင်းချောင်းနဲ့ 옴기기란တကယ်လက်တွေ့မှာအကောင့်ထဲပေါ်ရတာကတော့အာချူအော်လော့တာအရန်ကိုခက်ခဲပါတယ်နောက်ထပ်တကြောင်ကြည့်ကြည့်ပါမယ်နာမာရာအချင်းယောဆိုရှီနေ့တိုင်းမနက်6:00နာရီမှာအီရန်နာဂီရန်ထဖို့ဆိုတာကတော့ယောဂန်အော်လော့အိုနီနီအာနီယေယောယောဂန်ဆိုတာ ိတ်လဲเนาะ all on ee ဒီအားနည်းရဲ့ဟောဆိုတာတိတ်လဲခက်ခဲတဲ့အလုပ်မဟုတ်ပါဘူးเนาะကျေတော့မနဲ့ချောင်းသာရေနေတိုင်းကိုထားရမယ်ဆိုတဲ့အရာကတော့တိတ်လဲခက်ခဲတာမဟုတ်ပါဘူးလို့ဒီเจ้าမှာပြောတာပေါ့เนาะနောက်ဆုံးတစ်ချောင်းလေးလာကြည့်မယ် internet ဆယ်ဆော 자신에게필요한정보를아마소위인터넷에서인터넷가니비로자신에게꼭어쩌번호필요한정보로로아트애첼렛이고찾아내기란디마소기란고찾아내기란으로통하래샤프이보소다가더알로요라번호그리쉐오이리아니었다알라올레 လွယ်ကူတဲ့အရာမဟုတ်ဘူးမဟုတ်ခဲ့ဘူးပေါ့နော်ဟုတ်ပြီနော်အဲကြောင့်ပြောပြပြမယ်အင်ထောနဲ့ဆယ်ဆိုဂျာရှင်နေကဖီယိုဟန်ချုံဘုံချာချာနေကိနဂရီရှီလန်ဤဒီအနီယောတာ ဟုတ်ပြီနော်အဲ့တော့နားလည်မယ်နော်ဒီမှာဆိုရင်သုံးသွားတဲ့ဟာလေးတွေဒီချက်တို့အရင်ဆုံးကတီးခဲ့တဲ့စာကြောင်းလေးတွေကိုပဲသူကဂီတန်းတန်းပေါင်းတာဒါပေမဲ့ဒီ grammar ဒီချက်တို့နောက် level မြင့်လာတဲ့အခါရင်မှာမှတင်ရတဲ့ grammar တစ်ခုဖြစ်ပါတယ်အခုအဲ့လောက်ဆိုလို့ရှိရင်ဒီချက်ပြောသွားတယ်လို့နားလည်မယ်နော်အဲ့တော့ဂီတန်းဆိုတဲ့ grammar လေးအရင်မခတ်တာဖြစ်တဲ့အတွက်စာကြောင်းလေးတိရောက်ပြီးတော့ချက်ကိုကွန်မမရေးထားပေးပါဒီချက်မှန်မှန်စစ်ပေးပါမယ်ရှင်နောက်ထပ်တိချင်တာလေးရှိရဆိုရင်လည်းချက်ကိုကွန်မမမှတ်ထားကြည့်နိုင်ပါတယ်နော် တချင်တော်တာနဲ့တူကိုရီးယားတန်တက်ချင်လို့ခဏန်းစုံလိုက်နေတဲ့သူတွေကတော့ TikTok မှာဆိုရင် contact app ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရတယ်လို့ဒီ TikTok ကဘိုင်ယိုမှာချိတ်ပေးထားတဲ့ link link ကနေတစ်ဆင့်နဲ့ဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်။တကယ်လို့ Facebook ကနေပြီးတော့ပြီးချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ like ရဆက်သွယ်ပြီးမြင်နိုင်ပါတယ်နော်။